ုံးပဲမင်္ဂလာပါရှင် MC Mother Beauty Channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီဗီဒီယိုလေးကိုအမေရန်ကြိုဆိုအပ်ပေးတဲ့ mix အားလုံးကိုဒီကနေ့အရန်အရန်ကိုကြိုဆိုတင်ပါတယ်လို့ပြောချင်ပါတယ်အခုဆက်လက်ပြီးကျွန်မတင်ဆက်ပေးသွားမယ့်အကြောင်းကတော့ aloe vera ကို9မိနစ်အတွင်းဘယ်လိုအစိတ်ထုတ်ရမလဲပြီးတော့ဒီအစိတ်ထုတ်ပြီးမှကဘယ်လိုသုံးရမလဲပြီးတော့အမေ6နဲ့တင်းတိတ်ထွက်သမားတွေအတွက်ဒီ အစစ်ထုတ်ပြီးသားကိုဘလောက်ကောင်းတယ်လဲဂျမားရဲ့အတွက်ရောဘလောက်ကောင်းတယ်လဲဆိုတဲ့ဟာကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးမကြည့်ခင်မှာဂျမားရဲ့ channel လေးကို subscribe လုပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်။ကဲကြည့်ကြရအောင်နော်။အလိုဝိုက်တာအစစ်မထုတ်ဘဲနဲ့ကိုကစာရင်ခါတတ်တတ်ရှိတယ်ပြီးတော့အဲ့ဒီခါတတ်တတ်အရတာကစားလို့လည်းမကောင်းဘူး။ပြီးတော့ကိုခန္ဓာထဲမှာအကျိုးမရှိတဲ့အပင်တော့အစိတ်လိုမျိုးတစ်ခါဖြစ်တတ်တယ်လေ အရာကြောင့်ဒီအစိတ်ကိုထုတ်ကိုထုတ်ရမှာဟုတ်တယ်အစိတ်ထုတ်ပြီးသားကိုကိုကအပင်မှာဝဲတယ်ဆိုရင်ဟိုအရန်စီးကြီးတယ်နည်းနည်းလေးနဲ့အများကြီးပြီးရတယ်ဆိုတော့ကိုကအမဲရာရီစီတုံးမဲ့ဆိုပတ်စာအများကြီးကုန်တယ်လေအဲ့တော့ကိုဟာနဲ့ကိုအစိတ်ထုတ်ကြရအောင်နော်ကဲကိုဟာနဲ့ကိုအစိတ်ဘလို့ထုတ်ရမလဲကြေကြရအောင်ကိုကကောင်းကောင်းလေးကိုလှီးပြီးမှရီထဲမှာကိုက တနာရီလောက်ဆင်းလိုက်ပါတနာရီလောက်ဆင်းချင်းကိုလက်ကကွယ်နိုင်တယ်အသားရည်မှာအမဲ့အချောက်တွေထွက်တဲ့ဟာမျက်နှာတင်းတက်ထွက်တဲ့ဟာပြီးတော့အဖို့တွေဝတ်ချံထွက်တဲ့ဟာဆိုလည်းတော့ကကွယ်ပြေးတယ်ပြီးတော့ဒီမှာစပင်ကျက်တဲ့အတွက်မျက်လုံးအတွက်တွေရောဂလီဇာဂလီဇာအကုန်လုံးဥမကြီးရောဥရောပြီးတော့အစာအိမ်ရောပြီးတော့အသည်နှလုံးအကုန်လုံးအတွက်ကောင်းတဲ့အဟာဖြစ်တဲ့အတွက်ကြောင့် ဒီဗီဒီယိုလေးအလိုပါရာဘာတက်ကောင်းလဲအကုန်လုံးသိရနော်ခေါင်းကနေခြေတော့ထိအနာအတွက်ကောင်းတယ်ကြိုက်ခဲရအတွက်လည်းကောင်းတယ်အစာအင်းပြီးတော့အိုမကြီးကန်ဆာပြီးတော့အသင်းနှလုံးပြီးတော့ဒီဂလီဇာအတွက်အကုန်လုံးအတွက်သူကအရန်ကိုကောင်းတယ်ပြီးတော့အမေရောက်ရင်ချင်းအတွက်ဆိုလည်းသူကကောင်းတယ်ပြီးတော့အနာအနာရီအတွက်လည်းအရန်ကောင်းတယ်ဆိုတော့ ်လူတိုင်းလူတိုင်းကိုစားတဲ့အဟာဟုတ်တယ်ဒါပေမဲ့ကိုကလွယ်လွယ်လေးနဲ့ဘလို့စားရဘလို့စားလို့ရအောင်လို့ရမယ်ဆိုတာမသိတဲ့လူတွေအများကြီးရှိတယ်လေတချို့တွေကလုတ်ပြပြင်မဲ့ခက်နေတာလေးနော်အဲ့ဒါကိုကျမက9မိနစ်ပလေးနဲ့အစစ်ကိုအကုန်လုံးထုတ်ပြီးစားလို့ရအောင် လုပ်တဲ့နေကိုတင်ဆက်ပေးတော့မှဖြစ်လို့ဒီဗီဒီယိုလေးမကြည့်ခင်မှာကျမရဲ့ channel လေးကို subscribe လုပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ် ကဲအလိုပိုက်တော့ကလေးတော့မင်းနော်အခုအကုန်လုံးကိုလို့ခလီးပြီးပြီဆိုတော့ခလီးပြီးမှကျမခလီးပြီးသားကိုကရဲ့ရည်စင်ပြီးမှလည်းကျမကရည်သွင်းပြီးမှအကြီးအစ်စ်လေးကိုကကြံထဲတယ်ဒီဟာစွန်းတန်ရက်လောက်ကိုထားထားတာဟုတ်တယ်ဒါပေမဲ့တရက်ထားပြီးစွန်းကမနက်ထားတဲ့ရည်နှစ်ခါလောက်သွင်းနေညနေပိုင်းစွန်းကျမစားပြီးဒီမှာ င်လွယ်လဲစားလို့လည်းမခက်ဘူးကျမကြီးအတွက်လည်းကောင်းတယ်ပြီးတော့တဘာဝလည်းဟုတ်တယ်ပြီးတော့တစ်ခုပဲမဟုတ်ဘူးနှစ်ခုလည်းစားလို့ရတယ်ကျမကတရက်မှာ၃ခါစားပြီးမနော်မနေ့ ရေရေတစ်ခါတော့တစ်ခွက်လောက်ပဲနှစ်ခွက်လောက်ပဲကိုကဘယ်လိုအမဲရန်တောက်နေကြလဲအဲ့ဒါတောက်ပြီးမှတနင်္လာရက်ဆင်းကျမကဒီတတုံးကိုကိုက်စားကိုက်စားတယ်ပြီးတော့အနည်းလက်ပိုင်းမှာဆိုရင်လည်းကိုကခမင်းမစားခင်နိုင်ဝက်လောက်ဆိုရင်ဒီဟာကိုက်စားလိုက်တယ်ကိုကဒီလိုမျိုးတုံးပြီးမှလည်းနေရာတကမှကိုကထည့်လို့ရတယ်နော် ပြီးတော့အိမ်မှာရှိရင်အိမ်မှာနေသမားစံပူစင်ပြီးတော့ဗောညနေပိုင်းစင်လဲဘာမှမစားခင်လေးမှာကွာတနာရီဒါမှမဟုတ်နာရီပတ်နာရီဝက်မတိုင်းခင်မှာကွာဒီဟာစားလိုက်တယ်ခုနတတုံးစားပြီးအခုပြန်စားမှာอืมကြည့်အကြည့်သွားပါနော်ပြီးတော့ဒီအလိုဗိုင်ရာအစ် အစစ်ထုတ်ပေးတာကအရန်ကိုဈေးကြီးတယ်ပြီးတော့အလိုဗိုင်ရာကအရန်ကိုလည်းတန်ဖို့ရှိတယ်လူတိုင်းလူတိုင်းကလေမိန်ကလေးရောယောက်ျားလေးရောအသက်ကြီးလာရင်ဒီမှာအမဲအချောက်တွေဒီမှာအသားရည်ပါလေအမဲအချောက်တွေထွက်တတ်တယ်အဖိုးတွေထွက်တတ်တယ်ပြီးတော့တင်းတင်းတွေလည်းထွက်တတ်တယ်ပြီးတော့ဝက်ချံတွေအမျိုးမျိုးထွက်တတ်တယ် အဲ့ဒါလေးတွေကဘာကြောင့်လဲဆိုတော့ကလေးစားမကျန်းမာလို့နော်ကလေးစားမကျန်းမာလို့ဒါထွက်တဲ့ဟာတွေကစီးလိမ့်ရင်လည်းခဏလေးပဲအဲ့တော့ကိုကနုပြူလန်းဆန်းဖို့အတွက်ရဲ့ကျန်းမာဖို့အတွက်ကလေးစားကိုကျန်းမာနေမှရမယ်နော်ကျမဆိုရင်ကလေးစားမကျမရတဲ့အထက်မှာကျမကပါတယ်ဒါပေမဲ့အခုတပီးပီးနဲ့အော့ဆရာကြီးကောင်းလာတယ်ကောင်းလာတယ်ပေါ့နော်ဒီဟာလေးတွေတဘာဝစီးလေးတွေကိုကွာ အကိုကတွေ့တဲ့အချိန်မှာဒီဟာလေးတွေကိုသုံးဆွဲပြီးကျမကြီးလည်းကောင်းလာတယ်ပြီးတော့အပြီးတော့နှုတ်လည်းနှုတ်လာတယ်ပေါ့နော်ကျမစင်အသက်ရမ်းကြီးနေပြီနော်ငငယ်လေးလို့မထင်ကြနဲ့နော်အဲ့ဒီအတွက်ဒီအလိုဗိုင်ရာအစစ်ထုတ်အစစ်ထုတ်ပြီးသားကို ကျွန်မအမဲရန်တုံးတယ်ပြီးတော့အမဲရန်တုံးဖို့အတွက်ကမဟိုလွယ်လွယ်ကူကူနဲ့ကိုကလုတ်တက်ဖို့လိုတယ်ခက်ခဲနေဘသူကနေ့တိုင်းတုံးနိုင်မှာလဲနော်ကိုကလွယ်လွယ်ကူကူနဲ့9မိနစ်ပဲ9မိနစ်လေးမှာပဲလေ3လေးရက်လောက်စားဖို့ကျွန်မလုတ်လိုက်တယ်လွယ်လွယ်လေးပဲနော်အဲ့ဒါကိုကိုကလုတ်ပြီးမှအစီအကုန်လုံးထုတ်ပြီးမှတရက်မှာ3ခါ3ခါကျွန်မစားပြီးတာဟုတ်တယ်နော် အဲ့လိုမျိုးစားပြီးချင်းဖြစ်တိတိတတကုကလီစာလက်ကောင်းတယ်ပြီးတော့음အသားရည်လဲလမ်းဆန်းတယ်မျက်လုံးတီအတွက်လဲအရန်ကောင်းတယ်ဆိုတော့ တကယ်တကယ်အရန်ကုတံဖို့ရှိပါတယ်ပြီးတော့လူတိုင်းအတွက်အကျိုးရှိမယ်ဆိုရင်ကုန်ချက်စရိတ်လည်းနည်းရမလို့နော်ကုန်ချက်စရိတ်ကများနေတယ်ဆိုရင်အဲရိုးရိုးလူတွေအတွက်တော့ဘယ်လိုသုံးနိုင်ပါလဲနော်အတော့ကုန်ချက်စရိတ်နည်းဖို့အတွက်ကိုအင်ပင်လေးမှလွယ်လွယ်လေးနဲ့အလိုဗိုင်ရာလေးကိုစိုက်လိုက်ပါပြီးတော့အစီထုတ်ပုံထုတ်နည်းကို DVD လေးနောက်အကျောင်းမှာထည့်ပေးထားမယ်တီချာလေးကိုအာကြည့်ပြီးမှအဲ့ဒီတိုင်းသာလုပ်လိုက်ပါပြီးတော့အဲ့ဒီဟာကိုကိုက နေ့တိုင်းဘလို့တောက်ရမလဲ၃ခါတောက်ရမယ် breakfast မစားခင်မှာနိုင်ဝက်လည်းရတယ်တနာရီလည်းရတယ်ပြီးတော့နေ့လည်းအစာမစားခင်မှာနိုင်ဝက်လည်းရတယ်တနာရီလည်းရတယ်ညနေပိုင်းလည်းဟိုရတယ်ပြီးတော့ကိုကမိသွဲလို့အစာစားပြီးမှဆိုလည်းအစာနဲ့ဝေးတဲ့အချိန်မှာကိုကအမ်ဘုမစားပဲနဲ့အဲ့ဒါလေးကြိုက်လိုက်ပေါ့အဲ့ဒါလေးကြိုက်ရင်ဗိုက်လည်းပြည်တယ်နော်။တို့ကဂျယ်လီလေးလိုမျိုးပဲလေ အရန်ကိုအစင်ပြေတယ်လူတိုင်းလူတိုင်းကျမ်းမာရမယ်နို့ပြူလန်းဆိုင်းရမယ်ပြီးတော့အလုတ်ကိုကောင်းကောင်းလုပ်ရမယ်နော်ရင်းနေဟာဆိုရင်တော့ထိုက်ကြည့်လိုက်ပေါ့ညနေပိုင်းလောက်မှအခါမပြတ်သေးဘူးဆိုရင်တရက်လောက်ပဲထားနို့ရဲဟာဆိုရင်တော့ညနေပိုင်းလောက်ဆိုရင်တော့မခါတော့အဲ့ဒါမခါတော့ဘူးဆိုရင်ကွာဒီလေးမှာတခါဒီစိန်လေးမှာကျမတော့ဒီတိုင်းပဲတခါဆိုင်တတုံတတုံစားတယ်တရက်မှာဆိုငါ သုံးခါသုံးခါစားတယ်ပြီးတော့မနေ့ဆိုရင်ရေတောက်ပြီးမှဟိုရေတောက်ပြီးမှနာရီတနာရီလောက်ကိုကိုကထားမှအဲ့ဒါလေးကိုကိုကစားလိုက်တယ် ဘရိတ်ဖတ်မစားခင်မှာပေါ့နော်နာယူဝက်လောက်စနေရတယ်ကိုအချင်းရှိရှိရှိတယ်လို့ပေါ့နော်အဲ့ဒါပြီးမှဘရိတ်ဖတ်စားလိုက်တယ်အဲ့ဒါဆိုရင်တော့ကျမရဲ့တရင်ကောင်းတယ်နေ့လဲဆိုရင်သမင်းမစားခင်မှာကနာယူဝက်တနာယူလောက်မှာကစားလိုက်တယ်အဲ့ဒါဆိုရင်အရန်ကောင်းတယ်ညနေပိုင်းမှာလက်ထမင်းမစားခင်နိုင်ဝက်တနိုင်လောက်မှာကွာစားလိုက်တယ်ဒါမဲ့အဲ့လိုမျိုးတာကွာအချိန်မရဘူးဆိုရင်တရက်မှာနှစ်ခါစင်လက်စားလို့ရတယ်နော် ကိုကအဲ့လိုမျိုးအမေရန်စားနိုင်ဖို့အတွက်တော့ကိုကကုံကျဆိုင်ရိတ်လက်နေဖို့အတွက်ကို့အိမ်မှာလဲစိုက်လို့ရတယ်စမစင်အိမ်မှာစိုက်ထားတာနော်ပြီးတော့အစိတ်ဆိုလဲကို့ဟာနဲ့ကိုထုတ်တက်တယ်ဆိုရင်တော့ကိုကအမေရန်စားလို့ရတယ်လေပြီးတော့လုတ်ပုံလုတ်နေဆိုရင်လဲ5မိနစ်လေးပဲ5မိနစ်လေးတောင်မကြောက်အောင်ကိုကဒီလိုမျိုးစားလို့ရအောင်အဲလုတ်ပြီးသွားတာဟုတ်တယ်နော်အဲ့တော့အဲအဲ့လိုမျိုးတာဒီအလိုဗိုင်ရာလေးတာအဲ့လိုမျိုးတာကိုကလုတ်တက်တယ်ဆိုရင်တော့အပြင်မှာ ရည်ကြည်ကြည်ပြီးဝယ်ဆံမလို့ပဲနဲ့ကိုကျမရဲ့အတွက်လည်းအရန်ကောင်းမယ်အသားရည်အတွက်လည်းရန်ကောင်းမယ်ဦးမင်းရောင်ရချင်းအတွက်ဆိုလည်းရန်ကောင်းမယ်သူကကလီစာအတွက်အကုန်လုံးကောင်းတာဟုတ်တယ်အစာအိမ်ဦးမကြီးကင်ဆာအတွက်လည်းကောင်းတယ်ပြီးတော့အသက်အိမ်အတွက်ဒီလည်းကောင်းတယ်ပြီးတော့ဒီမှာဟိုဗါလဲအဆုတ်တွေအတွက်လည်းကလီစာအတွက်ပြီးတော့ဒီအသားရည်အတွက်အကုန်လုံးကောင်းကနေခြေတော့အထိမြင့်လုံးအတွက်လည်းအရန်ကောင်းတယ်ဆိုတော့အာ အားလုံးကဒီနေ့လေးကိုသုံးပြီးမှစားပြီးကြပါလို့ပြီးတော့အရန်လက်လွယ်ကိုရလေနော်အချိန်လည်းမပြီးရဘူးပြီးတော့အရသာဆိုရင်လည်းအမေရန်ဆိုင်တော့ချိန်သွားမယ်ကျွန်မစင်ချိန်သွားပြီပေါ့နော်ဂျယ်လီလေးလိုပဲဒီ Emsimory Beauty Channel မှာအမေရန်လူတိုင်းတွေ့တုံးတက်ရမယ်ဟာလွယ်လွယ်ကူကူနဲ့လုပ်နိုင်ကျွန်မရေးတက်လကောင်းရမယ်။ဦးမင်းရောင်ရင်ချင်းတက်လကောင်းရမယ်။အော်လူအတက်အကျိုးရှိမယ်ဟာလေးတွေကိုဒီမှာအမေရန်တင်ဆက်ပေးသွားမှာဖြစ်လို့ you ကိုမစ်စေအတွက်အကျိုးရှိမယ်စင် like share subscribe ဝင်နေနော် oh, see you next time bye bye god bless you all love you all see you on next video bye bye yeah.